င်းဆက်မှာဘက်ထရီကြာချိန်ခံအောင်အသုံးပြုတဲ့နည်းလမ်းလေးတည်ကျင့်နေဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုစောင့်ကြည့်ပေးသွားပါရှင်အားလုံးပဲမင်းစတာကုမနာတင်နာမှာကြိုဆိုပါတယ်ညီမနမေကတော့ရှော့ဆိုပါညီမဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ကိုယ့်ရဲ့ကွန်ပျူတာတွေကိုပေါ့နော်ပုံမှန်ထက်ဘက်ထရီပိုခတ်အောင်ပြောင်းလို့ရတဲ့ကျွန်တော်တို့စတင်လေးအကြောင်းကိုမျှဝေပေးမှာဖြစ်ပါတယ်ရှင်โอเคအစင်းစမလို့ကဘေးကနေသွားမလဲဆိုလို့ရှိရင် search box ကိုသွားမယ်ပြီးတော့ security setting ဆိုတာလေးကိုရိုက်ထည့်လိုက်မယ် ပြသမင်းဆိုရင်ဆိုလို့ဒီပြမရှိလဲဆိုလို့ရှိရင်နဲ့ system နဲ့ဟောသွားလိုက်မယ်။ပြပြီးဆိုရင်တော့ကျွန်တော်က power and battery ဆိုလေးပြသမင်းဆိုလို့ရှိရင်တော့ကျွန်တော်က battery saver ဆိုလေးရှိပါတယ်နော်။ဒါလေးကိုတက်ချက်လေးနေလိုက်မယ်အညမဆွေစမလို့က channel saver or temperature saver or automatically as ဆိုတဲ့နာမကကြတော့စမလို့ always ဆိုတာလေးကိုရွေးကဲပေးလိုက်ပါ ီသွားပြီဆိုရင်စပရူတီလောဆက်ခွင်ဆိုတဲ့နာမှာတော့ဘက်ထရီဆေးပါတကယ်လို့ကိုရက်ဆက်လေးက off နေတယ်ဆိုရင်သူကိုစမလို့က on လေးကိုပြောင်းပေးလိုက်ပါဒါဆိုရင်တော့စမလို့ကကိုရက်ဆက်လေးကကိုရက်ဆက်လေးရဲ့ battery ဒီပုံစံချခံသွားပါလိမ့်မယ်နော် okay like လို့ကြည့်ပါရှင်အားလုံးပဲစင်ပြေပါစေရှင်ဒီကြောင့်ရလေးကအားလုံးအတွက်အကျိုးရှိတဲ့ဆွေ comment မှာ yes လို့ရေးခဲ့ပေးပါနော်ကွန်မန်နဲ့ပတ်သက်ပြီးတော့ပညာရနာ video လေးလာခြင်းနဲ့ဆိုရင် တာကုမလာဖြစ်နေဆက်မရဲ့ YouTube channel လေးကို like and subscribe လေးလောက်ထားလို့ရပါတယ်ရှင်။